ရေဒီယိုအန်ယူဂျီသတင်းစင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မလာရှင်းနေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစစ်ရေးသတင်းများကိုကျွန်တော်ဇန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့ဗမော်စက္ကက21ခလာရ49နဲ့တက္ကသိုလ်ကျောင်းဝင်းကို KIA နဲ့ပူးပေါင်းတက်တွေတပြိုင်တည်းထိုးစစ်ဆင်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်ကြင်မီနယ်ပုံပုံမြို့မှာရှိတဲ့အမှတ်21စစ်စင်ကုကဲမှုဌာနချုပ်အပါအဝင် မြို့ကိုပြီးသက်သိမ့်ပိုင်နိုင်ဖို့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်နေတယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။ KIA ပူးပေါင်းတပ်ကဗမာမျိုးသိန်းစစ်စင်ရေးကို2024ဒီဇင်ဘာလ4ရက်ကစတင်ခဲ့တာဖြစ်ပြီးတိုက်ပွဲကာလ3လကြာတဲ့အထိတိုက်ပွဲတွေပြင်းထန်နေရဒီနေ့မှလ8ရက်နေ့မနက်ပိုင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။ဒီမနက်မှာစကကက27ဗမာတပ်ကတို့ကြောင်းဝင်းနဲ့ခမရ49ရာတွေကိုတပြိုင်တည်းထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတာလို့သိရပါတယ်။ ကချင်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ပမော်မြို့မကြာရေးအတွက်စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူတွေနဲ့အပြင်းထန်ခုခံနေတာကြောင့်တိုက်ပွဲကာလဟာကြာနေတာပဲဖြစ်ပါလေစစ်ကောင်စီဟာပမော်မြို့မကြာရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တဲ့နေရာမှာမလာချောင်းနေကလည်းပမော်မြို့နယ်တွေကစင်ကုန်းကြီးရွာကိုလေကြောင်းကနေ၄ချိန်တိုက်ခိုက်သွားတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကမလာ9ရက်ညပိုင်းမှာဖော်ပြထားပါလေဒီတိုက်ခိုက်မှုကြောင့်ဒေသနေပြည်သူ6ဦးထဏ်ရာရခဲ့ပြီးနေအများပြပျက်စီးသွားတယ်လို့အသိပေးထားပါတယ်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်နေရတွေဒီမဟုတ်ပဲတိုက်ပွဲဖြစ်နေရမဟုတ်တဲ့မြို့ရွာတွေကိုပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတဲ့အတွက်လုံခြုံရေးယူဆိုင်ကြဖို့ကရုတ်ချင်းတွေတူးထားကြဖို့ KIA ဘက်ကတိုက်တွန်းထားပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးမှာကတော့ဝေါ်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ X-ray စစ်ဆေးဂိတ်ကို short တိုက်တွန်းနေနဲ့ပြစ်ခတ်တိုက်ခတ်တဲ့တွင်ပဲဖြစ်ပါတယ်ဘကိုးတိုင်းဝေါ်မြူနယ်ကိုဖြတ်သွားတဲ့ရန်ကုန်မော်လမြိုင်ဝေးပြေးလမ်းပေါ်မှာရှိပြီးစစ်ကောင်စီက X-ray ဆက်တပ်ဆင်ထားတဲ့စစ်ဆေးရေးဂိတ်ကိုဒီနေ့မလာရှိရမနပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသတွင်းသတင်းတွေကဆိုပါတယ်။ဒီကနေ့မနက်စောပိုင်းမှာရန်ကုန်မော်ဒမ်ရဲ့ဝေးပြေးလန်းညောင်ခါရှိလမ်းစုံမှာရှိတဲ့စစ်ကောင်စီ X-ray gate ကိုတရားခွန်မမရှော့တိုက်ဒုံး၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်ပျက်စီးမှုတွေရှိနိုင်တယ်လို့ဝေါ်မြူနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတူကအတည်ပြုထားပါတယ်။ X-ray တက်ဆင်ထားတဲ့နေရာကိုအဓိကထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးမြေပြင်သတင်းပို့မှုအရဆက်အနီးမှာနှလုံးကြောင်ပေါက်ကွဲခဲ့ပြီးလေခွင်းအဆက်မှာတလုံးကျသွားတယ်လို့သိရပါပဲ။ ထိခိုက်ပျက်စီးမှုကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။အခုလို X-ray gate တိုက်ခတ်ခံရတာကြောင့်ဝေါ်မြူနယ်အတွင်းစစ်ကောင်စီလက်အောက်ခံဘကိုးခရိုင်ရဲမှုကိုယ်တိုင်နေမြဆင်းပြီးစစ်ဆေးနေကတိုက်ခတ်ခဲ့တဲ့တော်လိုင်းရဲဘော်တွေဘေးကင်းတယ်လို့သိရပါတယ်။ဒီ gate ဟာတော်လိုင်းအင်အားစုတွေကိုတိုးခပေးနေတဲ့ gate ဖြစ်တာကြောင့်တိုက်ခတ်ခဲ့တာလို့တိုက်ခတ်ရမှာပါတဲ့တော်လိုင်းရဲဘော်တို့ကလည်းဆိုပါတယ်။ရန်ကုန်မော်လမြိုင်လမ်းကြောင်ခါရှိလမ်းစုံမှာရှိပြီး X-ray ဆက်တက်ဆင်ထားတဲ့စစ်ဆေးဂိတ်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကုန်တင်ရင်တွေနဲ့ခီးသွွားရင်တွေကိုတားဆီးစစ်ဆေးရမှာ နာမည်ဆိုးနဲ့ကြော်ကြားတဲ့ဂိတ်တစ်ခုဖြစ်ပြီးဒေါ်လာရင်းတပ်ဖွဲ့တွေအနေနဲ့ပထမဆုံးအချိန်တိုက်ခိုက်နိုင်တာလို့လည်းသိရပါပါတယ်ခင်ဗျာအခုဆက်လက်ပြီးရေစကြိုနဲ့မြောင်းအဆက်ကိုစစ်တပ်ကစစ်ကြောင်းထိုးမိရှုနေတာကြောင့်ဒေသနေပြည်သူတထောင်ခွဲထပ်မနဲ့ထွက်ပြေးနေရတဲ့တရင်ကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်မကွေးတိုင်းရေစကြိုမြို့နယ်နဲ့စကိုင်းတိုင်းမြောင်မြို့နယ်အဆက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေပြီးရွာတွေကိုမီးရှို့နေတဲ့အတွက်ဒေသနေပြည်သူတထောင်ခွဲကျော်ထွက်ပြေးနေရတယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ကပြောပါလေ ရေစကြိုမျိုးကထွက်လာတဲ့အင်အား80ခန်းပါအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာမလာနေရနေ့ကစပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်ခါမြေဆုံရွာကိုစီးနင်းခဲ့ကဒရုန်းနဲ့ပုံကျဲတိုက်ခတ်တာကြောင့်စင်ကြီးရွာကအိမ်နှလုံးမီးလောင်ကစိုက်ခဲ့9စီးခန်းမီးလောင်ပြကျခဲ့တယ်လို့ဆိုပါတယ်။မလာသွင်းနေမှာလည်းမြေဆုံရွာကိုအကြမ်းဖက်စစ်တပ်ကဒုတိယကြိမ်မီးရှို့ဖျက်ဆီးခဲ့ပြီးမလာ၄ရက်နေမှာအကြမ်းဖက်စစ်တပ်ကအင်အား60ခန်းထပ်မံဖြစ်တင်းခဲ့ကမြေဆုံရွာကိုတတိယကြိမ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ မလ9ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်ဟာဇေယျညီရွာကိုစီးနှင်ပြီးပြည်သူပိုင်အိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ကမလ9ရက်နေ့မှာလည်းတာကောင်လေးရွာကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရေစကြိုနယ်မြေစုံရွာကတက်ကြီးရွှေဦးငါးဦးကိုလည်းတတ်ဖြတ်သွားတယ်လို့ရေစကြို Township Info Committee ဖွဲ့ကပြောထားပါတယ်။အခုလိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်ရေစကြိုနယ်ကမြေစုံရွာအစင်ကြီးရွာ မလကာချန်ရွာရွှေလန်ရွာရွာသိပ်ရွာတာကောင်ကြီးရွာဇေယျနီရွာတာကောင်လေးရွာ ဖြုံဘူးရွာမြောင်နယ်ကမြစ်ဆုံရွာငရံဦးရွာမင်းလာရွာပန်းညိုရွာနဲ့ညောင်ကာရရွာတို့ကအရသာပြည်သူတွေဟာဘီလို့ရွာကိုတင်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအခုတကကိုသူလီအုတ်ချုံနယ်မြေလေလုံနဲ့မူးမြို့နယ်တို့မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ရသား3ဦးသေဆုံးပြီး2ဦးထဏ်ရရကအင်ရှင်လုံးပျက်စီးတဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးကြပါမယ် ကရင်မျိုးသားစီယုံကော်တူတွေအုပ်ချုပ်နေပြီလေရိုနဲ့မူးမြို့နယ်တို့မှာအချမ်းပတ်စစ်ကောင်စီရဲ့လေကြောင်းတက်ခဲ့မှုကြောင့်အပြစ်မဲ့ရဲသားပြည်သူ၃ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိကအိမ်ရှလုံးပျက်စီးခဲ့တယ်လို့ KNU ဗဟိုကဒီကနေ့မလ၈ရက်မှာထုတ်ပြန်ပါတယ်။တောင်ငူလီဒါစကန်ကနေတက်လာတဲ့ Jet Fighter တစ်စင်းဟာမလ၆ရက်နေ့နေ့လယ်၂နာရီခန့်မှာမူးမြို့နယ်ကြောင်ကြီးပေါက်ကျွာအတွင်းကိုဘုံကျဲတက်ခဲ့ခဲ့တာကြောင့်အသက်63နှစ်အရွယ်မျိုးသမီးသေဆုံးခဲ့ပြီးအသက်15နှစ်အရွယ်နဲ့အသက်24နှစ်အရွယ်မျိုးသမီး၂ဦးဒဏ်ရာရရှိကအိမ်တလုံးလဲပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ အလားတူနှစ်နိုင်ငါးမိနစ်မှာလဲမူးမြို့နယ်မကြီးတော်ကြီးရွာတွင်ကိုအချမ်းပတ်စစ်တပ်ကထပ်မံပုံးကျဲခဲ့ရာအသက်53နှစ်ရွယ်အမျိုးသမီးနဲ့အသက်55နှစ်ရွယ်အမျိုးသားတို့တေဆုံးခဲ့ရပြီးအိမ်၆လုံးပျက်စီးခဲ့ကအိမ်တစ်လုံးဟာမိလောင်ပြာကျခဲ့တယ်လို့နှစ်နိုင်15မိနစ်မှာလဲအချမ်းပတ်စစ်ကောင်စီတပ်ကရော့ကက်နဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါဗယ်လေတို့မြို့နယ်တဲကအင်းနဲ့ကြီးရွာကိုလဲမလ9ရက်နေ့ညနေ6:46မိနစ်အချိန်အချမ်းပတ်စစ်တပ်က ပုံးကျဲတိုက်ခိုက်ခဲ့ရာမှာထိခိုက်ပျက်စီးမှုမရှိပေမဲ့ မလာ6နှစ်ည7:53မိနစ်အချိန်နရွဲပင်ရွာကိုဘုံကျဲတိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာတော့အိမ်တလုံးပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်ခင်ဗျာခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့မင်းတပ်မျိုးတွင်စစ်တပ်ကထောင်ထားတဲ့မိုင်းမျိုးစုံ2000ထက်မနည်းရှင်းလင်းဖယ်ရှားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ချင်းပြည်နယ်မင်းတပ်မျိုးတွင်အကြမ်းဖက်စစ်တပ်ကထောင်ထားတဲ့မိုင်းမျိုးစုံ2000ထက်မနည်းရှင်းလင်းထားပြီးဖြစ်တယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်မင်းတပ်မျိုးအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တပ်ဆွဲနေထိုင်ခဲ့ချိန်တုန်းက တက်စကန်အနီးဝန်းကျင်အပါအဝင်မြည်သူလူထုနေထိုင်ရာနေရာတွေမှာပါမိုင်းမျိုးစုံထောင်းထောင်းခဲ့တာကြောင့်မိုင်းတွေကိုဖယ်ရှားရှင်းလင်းခဲ့တာလို့ဆိုပါတယ်လက်ရှိမှာမိုင်းမျိုးစုံအလုံး2000ထက်မနည်းဖယ်ရှားရှင်းလင်းပြီဖြစ်ပေမဲ့အကျဉ်းချံတွေရှိနေနိုင်သေးတယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးထားပါတယ်ဒါကြောင့်မင်းတပ်မျိုးတွေမှာပြန်လည်နေထိုင်ကြမဲ့ရဲသားပြည်သူတွေအနေနဲ့မိမိတို့နေအဆောက်အုံနဲ့လမ်းဘေးပတ်ဝန်းကျင်တွေမှာမသင်္ကားဘွေရမိုင်းနဲ့ပောက်ကွဲစေတဲ့ဓာတ်တွေတွေ့ရင်ထိတွေ့ကင်တွေ့တာမျိုးမဟုတ်ပဲတပ်ဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ချင်းကာကွယ်ရေးတပ် မင်းတပ်နဲ့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုအ мян ဆုံးသတင်းပေးပို့ကြဖို့မြစ်တာရက်ခံထားပါတယ်။ချင်းကြီးနောင်စစ်စေးရေး Operation CV အဖြစ်မင်းတပ်မြို့သိမ်းတပ်ဖွဲ့ကိုပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကစပြီးဖော်ဆောင်ခဲ့ရမှာမင်းတပ်မြို့အခြေစိုက်ခလာရ294တရင်ကိုဒီဇင်ဘာလ22ရက်နေ့မှာအပြီးတိုင်ချေမှုန်းနိုင်ခဲ့ပြီးမင်းတပ်မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ မြင်းတပ်မြို့တွင်းမှာပြည်လည်နေထိုင်ကြမဲ့အရသာပြည်သူတွေလမ်းဘက်ဆက်သွယ်ရေးနဲ့တောက်သုံးရင်အဆင်ပြေစေဖို့အဓိကထားလှုံ့ဆော်နေတယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပြပို့ထားတာဖြစ်ပါတယ်ခင်ဗျာ